ရေတက်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှပြန်လည်ကြိုဆိုလိုက်ပါရှင် ကျမတို့ channel တွေကလည်းနေစဉ်ပြည်တွင်ဖြစ်ပါတဲ့များကျွန်တော်ရဲ့သတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြည့်နက်စတင်တက်ဆက်ပေးတော့မှာဖြစ်ပါရှင်။ရှေကပမောဆွာစားတက်တက်ဆက်ပေးမဲ့သတင်းကြောင်းတွေကတော့ရွှေဘုံနဲ့ပလဲတွင်စက်ကောင်စစ်တပ်သားနေဦးလက်နက်များယူဆောင်လာပြီးအလေဝင်လာတဲ့ဆိုတဲ့သတင်းတွေပဲဖြစ်ပါရယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်တွင်အကြမ်းဖက်စက်ကောင်စစ်တပ်သားတဦးလက်နက်တလက်ယူဆောင်လာပြီးမိသားစုနဲ့အတူအလေဝင်ရောက်ခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။ မတ်လ17ရက်နေ့တွင်ရွှေဘုံမြို့နယ်တိုက်နယ်နှင့်နမည်ဇီးပြုကပြူစောတီဂျီယောင်ကိုရောက်ရှိနေတဲ့တီတီတော်ဂျီယောင်ပြူစောတီတူဟာကာဗန်တနက်တလက်ဂျီပေါ၃ခုနဲ့ကာဗန်ဂျီ၁၅၈တောက်တုံးနဲ့မီတာစုဝင်များခေါ်ဆောင်လာပြီးအလင်းဝင်ရလာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ စကောက်စစ်တပ်သားတွေအနေနဲ့အမြန်အလင်းဝင်လာလေလေလွတ်လပ်တဲ့လေကိုမြန်မြန်ရှူရလေးပါပဲလို့အတိပေးပြောကြားချင်ပါတယ်ဟုရှေဘုံမြင့်နယ်ပြည်သူ့ကော်ရဲ့အဖွဲ့မှတောင်ဝမ်ရှေတူတူကရန်ကုန်ခေတ္တတရင်ဌာနလို့ပြောဆိုထားဖြစ်ပါတယ် မိသားစုဝင်များနဲ့အတူအလင်းဝင်လာတဲ့စကောင်းစစ်သက်သားကိုတောင်းရင်တပ်ဖွဲ့များကနှွေထွေးစွာကြိုဆွခဲ့ပြီးလူခွင့်ရင်နဲ့အညီဆောက်ရှောက်ထားကြအလင်းဝင်ရောက်လာသူများကိုဂုံပြုစုငွေထိုက်သိမ့်အာနိယောစွာချိမြင့်ခဲ့ပြီးလူခွင့်ရင်နဲ့အညီကောင်းမစွာထိသိမ့်ထားရှိကဆန္နာရှင် အမြင့်ပြက်ရင်အရှိန်ဟောင်မြင့်ဆောင်ရွက်နေခြင်းကြောင့်စကောင်းစစ်တပ်ဖွဲ့များပြူစောထင်းများအနေနဲ့လည်းအမြန်ဆုံးအလင်းဝင်ရောက်ကြရန်လိုအပ်ပါကြောင်းရှေပွေးမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကအတိပေးပြောဆိုထားဖြစ်ပါရယ် ်ချို့ပြင်စကိုင်းတိုင်းပလဲမြို့ပေါ်တွင်တာဝန်ကျနေတဲ့စစ်ကောင်စစ်တပ်သား၃ဦးဟာလက်နက်နဲ့လက်နဲ့အတူအလင်းဝင်လာခဲ့တဲ့ပြင်လက်နက်ယူဆောင်လာနိုင်တဲ့တူနှစ်ဦးကိုတော့ငွေချက်သိန်း၂၀စီချင်းမြင့်ခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်တော် BNRA ကထုတ်ပြန်ထားဖြစ်ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့တွင်ပလဲမြို့ပေါ်တွင်တာဝန်ချနေတဲ့စကိုင်းမြို့အခြေဆိုင်တပ်မတ်33မှဒုတကြက်အလှမင်းဟာ၎င်းကိုက်ဆောင်ထားခဲ့တဲ့ MA1 အမျိုးသားတနက်တလဲနဲ့အတူဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံမှဆက်တွဲကအလေးဝင်လာခဲ့ကြောင်းသိရှိရပါတယ်။ အလားတူမစလာချိုင်းကလည်းပလဲမျိုးပေါ်ရင်တာဝန်ချားနေတဲ့စစ်မှုထမ်းတတဝေးအောင်တဲ့မျိုးကျော်ရောဟာ MA1 အမျိုးသားတနတ်တလဲနဲ့အတူဗမာအမျိုးသားတော်လည်းတမရဘီ NRA ထံသို့ချိတ်ဆက်ကအလဲဝင်ပူပေါင်းကြောင်တရှိရပါတယ်။ထို့သောအလဲဝင်ပူပေါင်းလာတဲ့စကောက်စစ်တတသုံးဝင်တဲ့နှုတ်မှာလက်နဲ့နဲ့လက်နဲ့ကြီးပေါင်းကူကြီး49တောက်ပါရှိခဲ့တဲ့ပြင်၎င်းတို့ကိုဗမာအမျိုးသားတော်လည်းတမရဘီ NRA ချက်ဖွဲ့ကငွေကြေးသိမ်း20စီဆုချမြက်ခဲ့ကြောင်းအလဲဝင်ရောက်လာခဲ့တဲ့စကောက်စစ်တတသုံးစလုံးကို တွားလို့တည်နေရသူကောင်းမစွာပို့ဆောင်ပေးပြီးဖြစ်ကြောင်းအတိပေးချပြပါရယ်။ဗမာမျိုးသားတော်နိုင်ရေးတမတော် BNI ရေးနေဖြင့်စကောင်းစီရန်နေရအတွင်မှာ အလင်းဝင်လာမဲ့စစ်သားရဲပြူစောထင်းများကိုနှွေထွေးစွာကျူဆူလက်ခံလက်ရှိကြောင်းအတိပေးထုတ်ပြန်ထားပြပါရယ်။ဆလဘီတောင်တွင်းကြီးတွင်စစ်မှုထမ်းအကြောင်းပြ၍ငွေကြေးအသိအနမတောင်းနေတဲ့အုပ်ချုပ်ရမှုဟောင်းအောင်တွင်ပြစ်ခတ်ခံရပြီးတည်ဆုံခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင် မကွေတိုင်းတောင်တွင်ကြီးမြွနယ်တွင်စစ်မှုထမ်းခြင်းများအတင်းအဓမ္မကောက်ခံနေတဲ့အုတ်ချုပ်ရမှုဟောင်းအွန်လွင်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရတွင်ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းမကွေပြောက်ကြားတပ်တော်ခံကန်ကြီးမောက်ကရှင်းလုပ်ခဲ့တဲ့တင်းနဌာနထောက်ထုတ်ပြောဆိုထားဖြစ်ပါရယ်မတ်လ17ရက်နေ့အနေနဲ့ရှင်းနိုင်ခဲ့တွင်တောင်တွင်ကြီးမြွနယ်ညာတော်ကြီးရအုတ်ချုပ်ရမှုဟောင်းအွန်လွင်ကိုလမ်းကုလတနင်္လာနေ့တော်လိုင်းရတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ရတွင်တည်ဆုံခဲ့ကြောင်းသိရှိရပါရယ် ထိဆုံးသွားခဲ့တဲ့အုပ်ချုပ်ရေးမှူးအွန်လွင်ဟာထွေအုပ်စည်းကျော်တူနဲ့ဦးလေးတော်ဆက်သူဖြစ်ပြီးစစ်မှုထမ်းကြေကောက်ခရရတွေအ धिक ချုပ်ကန်နေသူဖြစ်ကြောင်းသူပြင်တကောင်စင်ကောက်ခရရတွေလည်းအကြံပစစ်တပ်နဲ့ပူးပေါင်းနေတဲ့စစ်တပ်တောက်တိုင်းဖြစ်တော်ကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထွေအုပ်စည်းကျော်တူတွေလည်းအကြောင်းမျိုးမျိုးကြောင်းလွတ်မြောက်နေ၍ဆက်လက်တိုက်ခိုက်မှုများပြစ်လုတော်မည်ဖြစ်ကြောင်းကန်ဂျီမောင်ကအသိပေးပြောဆိုထားဖြစ်ပါရယ် စကောင်စီအုပ်ချုပ်ရေးလက်ပတ်မှုတောက်တိုက်တွေဖြစ်နေလို့အဓိကပြစ်မှတ်ထားရှင်းလင်းသွားတာဖြစ်ပါရယ်။ဒါကြောင့်ပြည်တွက်ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့အများဆုံးပူးပေါင်းကြဖို့လဲပြောချင်ပါတယ်ဟုမကွေးပြောက်ချတောင်းဝန်ရှိတဲ့တူတူကတော့ပြောဆိုထားဖြစ်ပါရယ်။ဆက်လက်၍မဟာမိတ်တပ်ဖွဲ့ညီနောင်များပူးပေါင်းကဖက်စစ်အာဏာရှင်စနစ်ကြားရှုတဲ့အထိတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်တော့ကြောင့်ပြည်သူလူထုအနေဖြင့်ပူးပေါင်းပောင်းဝဲပြီးကြရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရာများအနေမှာခက်ခဲဝေဝေတွာလာနေထိုင်ပြီးကြရတဲ့အသိပေးထုတ်ပြန်ထားဖြစ်ပါရယ်။ ဆက်လက်ပြီးတော့ဘုတ်ပြင်းမြုပ်နယ်မှာရှိတဲ့ယူဇနာ CO ချန်တွင်စစ်တကထောင်းထားနေတဲ့မြေမြုပ်မိုင်းနေမိ၍ပြည်သူတို့အတန်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြမှာဖြစ်ပါရှင်။တနေ့တည်းရေးတိုင်းဘုတ်ပြင်းမြုပ်နယ်မှာရှိတဲ့ယူဇနာ CO ချန်တွင်အတန်းပဲစစ်တကထောင်းထားတဲ့မြေမြုပ်မိုင်းနေမိပြီးပြည်သူတို့ကပြင်းထန်တန်းရရှိခဲ့ကြောင်းကော့တောင်းခရိုင်အမတ်တတရင်မှတာဝန်ရှိသူတို့ကရန်ကုန်ခဲ့တဲ့သတင်းဌာနထပ်ထုတ်ပြောဆိုထားဖြစ်ပါရှင်။ ရန်နေမစလာ၁၂ရက်နေ့မွန်လဲ၁၂နိုင်ခန့်တွင်ဗုတ်ပြင်းမြို့နယ်တွင် တော်နိုင်ကူပေါင်းအဖွဲ့များက R0 gate တွင်ခရီးသွားပြည်သူများထံမှလှုပ်ချုံရေးတွင်စတိတကျစစ်ဆေးမှုများဆောင်ရွက်နေစဉ်ယူစနာစီအုံချံကုမ္ပဏီပိုင်းနှင့်ဧက300လောက်ွက်ထံမှပောက်ကွဲတန်းထွက်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။ပောက်ကွဲမှုဖြစ်ပေါ်တဲ့နေရာကိုတော်နိုင်တပ်ဖွဲ့များကတွားရောက်စစ်ဆေးစဉ်အကြမ်းဖက်စစ်တပ်ကထောက်ထားတဲ့မြေမြုပ်မိုင်းနှိပ်ပြီး CO လုတ်တာအသက်52နှစ်အရွယ်အမျိုးသမီးတို့ပြင်းထန်တဲ့ရရှိခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါထိခိုက်ဒဏ်ရာရှိခဲ့တဲ့အမျိုးသမီးကိုတော်လှန်ရေးကူပေါင်းအဖွဲ့ကလိုအပ်တဲ့စေဝါအထောက်ပံ့များပြုလုပ်ပေးပြီးဆေးရုံတို့အချိန်မီပို့ဆောင်နိုင်ခဲ့ခြင်းကြောင့်လက်ရှိအခြေတွင်အသက်အန္တရာယ်ဆိုရင်ဆရာမရှိတော့ကြောင်းသိရှိရပါတယ်။ ဒီကနေ့မော်လယ်၁၂နာရီလောက်ကကျွန်တော်တို့ပူပေါင်းအဖွဲ့တွေက R0 ဂိမ်းမှာခရီးသွားပြီးသူတွေကိုစနစ်တကျစစ်ဆင်မှုများဆောင်ရွက်နေစဉ်ပောက်ကွဲတန်တစ်ချက်ကြားရလို့လိုက်စုံစမ်းတာယူစနာ CEO ကုမ္ပဏီပိုင်း AGAP 300လောက်ကထက်ကနေဖြစ်ပါတယ်။ CEO အလုပ်သမားတွေကဝင်ရောက်ပေါင်းခုတ်ရှင်းလင်းရင်းနဲ့စစ်တကထောင်ထားတဲ့မြေမြုပ်မိုင်းနှင်းမိတာလို့သိရပါတယ်။အသက်က52နှစ်အရွယ်မျိုးသမီးတူမိုင်းနှင်းမိတာခြေထောက်အယိုးပြက်ကျေမွသွားတယ်။ဒဏ်ရာရှိသူကိုတော့ CEO အထောက်ပံ့ပေးပြီးအချိန်မီစေယုံပူ ပို့ဆောင်ပေးလိုက်နိုင်ပါတယ်အသက်အန္တရာယ်ဆိုရင်ဆရာတော့မရှိတော့ပါဘူးကော်တာခံရအမတ်တတရင်မှာတောင်းဝန်ရှိတူတူကတော့ရန်ကုန်ခေတ္တတဲ့ဌာနဓာတ်တို့ပြောဆိုထားဖြစ်ပါတယ်အကြမ်းမဲ့စက်ကောင်စစ်တနာများဟာယူစနက်စီအိုကုမ္ပဏီပိုင်းချံအတွင်းမှာဆိုရင်တော့အကင်းပုတ်ဝတ်ခြင်းများလုံဆောင်ပြီးမြေမြုပ်မှန်ဆက်လေးလုံထောင်ခဲ့ပြီးပြန်လည်ရှင်းလင်းခြင်းမပြုလုပ်ဘဲထားရှိခဲ့တော့ကြောင့် CEO အလို့သမားပြည်သူများကမိုင်းနေမိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့ပုံနာကျောင်းနဲ့ဒီမော့ဆိုမြို့နယ်တို့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စစ်ဘက်ကလေရင်ဖြစ်ပုံချက်မှုပြည်သူတို့တန်းရရရှိခဲ့ပြီးနေအိမ်အများပြားပြည့်စစ်သွားတဲ့ဆိုတဲ့တရင်ကိုတက်ဆက်ပေးမှာဖြစ်ပါရှင်။အရခတ်တတော်အေကန်ထင်းချုပ်တင်ပိုက်ချော်ရိရခိုင်ပြည်ပုံနာကျောင်းဒေတာကိုစစ်ကောင်စစ်ကလေရင်ဖြစ်ပုံချက်တက်ခိုင်း၍လူနေအိမ်များမိလောင်ပြည့်စစ်သွားကြကြောင်းဒေတာခန်များပြောဆိုထားဖြစ်ပါရယ်။ယမန်နေ့မတ်လ17ရက်နေ့မော်လယ်နေ့အချိန်ကပုံနာကျောင်းမြို့နယ် ကောင်းတော်တရားကိုစကောင်းစီကလေးရင်ဖြစ်ပုံကြက်တက်ခဲ့ခဲ့ပြီးလူနေအိမ်၅လုံးပြည့်စည်သွားခဲ့ကြောင်းပုံနာကျွန်တက်ခန့်တူအားပြောဆိုထားဖြစ်ပါတယ်။ကောင်းတော်တရားကိုစကောင်းစီကပုံကျဲသွားပါတယ်။အဲ့ဒီဘက်မှာတက်တော်တွေကလူတွေရှိတယ်ထင်ပြီးတော့ကျဲနေတာ။အရသားတွေကတော့ဟိုးအရင်ကတည်းကနေရာပြောင်းရွှေ့ထားတော့လူတွေထိခိုက်မှုတော့မရှိပါဘူး။နေအိမ်၅လုံးလောက်တော့ပြည့်စည်သွားခဲ့ပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ပုံနာကျောင်းကောင်းတော်ကြီးရောကိုစကောက်စီကချက်ဖိုက်တာတစ်စင်းနဲ့ပေါင်900ဘုံဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အလားတူယမန်နေမလ17ရက်နေ့ည9:30မိနစ်အချိန်မှာကရင်ပြည်နယ်ဒီမော့ဆိုမြို့အတွင်းရှိစစ်ချောင်းစခန်းတကူစစ်ကောင်းစီကလေရင်ဖြတ်တုံးချင်းဘုံအလုံးရေ15လုံးထပ်မင်းကျဲချသွားပြီးစစ်ပေးဆောင်ပြည်သူတို့ဒဏ်ရရှိကစစ်ပေးဆောင်တဲများပြည့်စစ်သွားခဲ့ကြောင်းဂရင်းနီပြည်စစ်ပေးဆောင်ကုညီရေးအဖွဲ့ကတရင်ဖြုတ်ထုတ်ပြန်ထားဖြစ်ပါရယ် စစ်ချောင်းစကန်တစ်ခုတည်းကိုပဲလေရင်သုံးကြိမ်လာကြပါတယ်ဘုံအလုံးရေ15လုံးလောက်ကျဲချသွားပါတယ်စကန်တစ်ခုလုံးကိုနေရာလွတ်ဆရာမရှိအောင်ကျဲသွားတာဟိုဒေတာကန်တူကပြောဆိုထားဖြစ်ပါတယ်စစ်တပ်ရဲ့လေရင်ဖြစ်ပုံထမ်းမှုကြောင့်အသက်40နှစ်အရွယ်အမျိုးသားတူတန်းရှိခဲ့ပြီးစစ်ဘေးရှောင်များရဲ့နေအိမ်များလည်းပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်အကြောင်းရင်းတဆက်ပေးမှုကိုဒီမှာပဲကြာနာကိုပြပါရှင်အပင်နာစမအတိုရဲ့အထွေထွေကျေးဇူးတင်ရှိပါရှင်